ရသော်ဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမတ္တယတာလောကီယထောပိတ္တယတာဒုက္ခအမိကိုလုပ်ကျွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလုပ်ကျွေးတဲ့ပုဂ္ဂိုလ်ဒီဘဝနဲ့ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလုပ်ကျွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ် လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကုပီတိအထိအကျိုးပေးမဆောင်ဘူးတိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့ပြီးခင်ဖခင်တော့ပုံမှာတိတက်နန်းလေလိမ့်မားတဲ့သာသမီဒီဘဝရင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟိုတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တရားဖြစ်အောင်ကျင့်ရမယ့်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့တော့မြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘုန်းဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်နော်သူကတရားကိုဘုရားတဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ် အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဆတ်ထဲမှာမိဘကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်များ衲တွေကတောင်ဆေးကုတယ်လို့ဒါတိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့ဒါပေးတဲ့ဘောင်သူတော်ကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာ တခါမဟုတ်တခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အဆင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တဲ့မြတ်ပြုစုတယ်လှုပ်ကြွေးတယ်အီမန်နဲ့တစ္ဆာတကားကြောင့်အဆင်ပြေပါစေပြီးတယ်မကောင်းဘူးလားအေးကိုယ့်ဘဝမှာအဆင်ပြေမှုတွေရနိုင်တယ်နော် net တွေကတော့ဈေးကူတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလှုပ်ကြွေးတာ ဒါကတော့ပိတ္တတို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကျွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့နောက်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာ သာသမီတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအထာထက်တာတဲ့မြစ်တံနဲ့သာသမီကိုပြန်ပြီးတော့မတုံ့ပြန်မေဘူးလား